ကျမအမျိုးသားကမယုံကြည်သူတယောက်ပါကျမဘယ်တော့မဆိုကျမတောင်းနေဆိုတာတခုပဲမချမ်းသာရင်နေပါစေမထောမွေ့နေပါစေပညာမတတ်ရင်နေပါစေဘာမှမရှိရင်နေပါစေညီတဲ့တပူဖြင့်ရပြီအဲ့တခုပဲအဲ့တခုပဲငငယ်ကလေးတွေကတောင်းတာကျမရဲ့အမျိုးသားမယုံကြည်ဘူးဖြစ်တယ်ဆိုတာကျမလက်မခံဘူးတော့ ျမယုံကြည်သူဖြစ်မှလက်ထပ်မယ်အဲလက်ခံမယ်လက်ထပ်မှာမဟုတ်ဘူးเนาะလက်ခံမယ်အဖြေပေးမယ်ဘောဝဲမြန်မာလိုပြောရင်တသက်တေခန္ဓာတော်တော်လေးဆိုရှိပါအခြေ Sorry ပါအဲ့လိုအခြေအနေမျိုးမှာ तू ကစတော့နှစ်ချင်းခံလိုက်ပါတယ်သူ့ဒီနေ့အဲတတိခံမိပါလားဆိုတော့မလုပ်ပါနဲ့ဦးနဲ့သူအားမွေးပြရစေဟုတ်ပါတယ်ကျမတို့ငငယ်သေးကဖျားဆောင်မှာ Sunday School ရဲ့ဟို church မှာပေါ့နော်ဥယျာဉ်လေကတစ်ပင်ကြီးအုပ်စုလာမှဒီနေ့ဒီချိန်ကြောက်တော့မှပဲ အဲ့လိုအချိန်မျိုးမှာသူကနှစ်ချင်းယူလိုက်တယ်အပလုံဆွတ်ပေါ်ရှိတယ်ဘောနော်ပြီးလဲပြီးတော့သူကဘောရီမှာဘောရီမှာဆိုအော်โอเคဒါကျမကျမကတိတည်တဲ့လူတယောက်ဆိုကျမသူ့လက်ခံလိုက်တယ်ဘောနော်လက်ခံပြီးတော့ဆရာသမားကခဏလေးနေရောတကယ်ယုံကြည်ရမဟုတ်ဘူးလေဖခင်ကနှလုံးသားရမှာမရှိဘူးဆရာသမားကတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကျမ lesson တွေပေးတယ်လို့မျိုးလေးပေါ့ကျမအရင်ခံစားရတယ် sorry နော်တတ်သိခဏပါ အဲ့ဒီအချိန်မှာကျွန်တော်ဆုံးဖြတ်လိုက်ပြီးဒီအဲကျွန်တော် date တက်မှတ်လိုက်တယ်ဒီနေ့မှမှဒီအတွင်းမှာပေါ့နော်ဒါပေါ့တနေ့ဆိုတနေ့တွင်းမှမှသူဒီပြလုံးဝမပြောင်းလဲတော့ရင်ငါဒီ relation ကိုဖြတ်ကိုဖြတ်တာဒါပေမဲ့အမုန်းတရားနဲ့လမ်းမခွဲဘူးတစ်ချိန်ချိန်မှာသူဒီငါတငယ်ချင်းငါမိတ်ဆွေငါမောင်နှမဖြစ်ရမယ်ဘာဖြစ်လို့လဲဆိုတော့အမုန်းတရားနဲ့လမ်းခွဲရတဲ့အရာတွေကမကောင်းဘူးဆိုတဲ့စိတ်နဲ့ကျွန်တော် ဘုရားဘယ်လောက်ထိပြောလဲကိုတော့တလောကလုံးမှာရှိရဲ့လူတွေအားလုံးကိုအင်းဝင်ကလေးစကားပြောဆိုသမီးပြောမယ် तू ကလွယ်ရင်မပြောဘူး तू တော့တစ်လုံးမပြောဘူးသူ့ရဲ့လုံးရဲ့သမီးလက်မခံနိုင်ဘူးဆိုတော့သမီးနဲ့တေးချပြီလားတေးချသွားပြီဒီလူတော့ဘယ်လိုစကားလေးနဲ့လမ်းခွဲမလဲကိုကလည်းတန်ရုံးစရာတအားဖြစ်တာဗောနော်တယောက်တည်းသမားဆိုကိုလက်လျှော့တဲ့နေ့မှာသူကအချိန်ချင်းမှာသူ့ရဲ့ဟိုခေါင်းဟိုလူရောမလဲတသက်ခံချက်လေးလဲကြားရဖို့ကျွန်မမျှော်လင့်ပါတယ်အဲသူ အကြောင်းအရာတစ်ခုပေါ့တည်ဆုံးသွားတဲ့ dead body တစ်ခုဆရာစောင်းဝင်းလွင်ရဲ့ဇာပနမှာတည်ဆုံးသွားတဲ့ dead body ကိုကြည့်ရင်းနဲ့သူစပြီးတော့တကယ်ခရစ်တော်ကိုဆရာခေတာဖြစ်ပါတယ်ဟုတ်ကဲ့လာတည်ဆုံးသွားတဲ့သူဆိုတာတော့ထောင်းတလားတဲ့ရယ်ရွှေဆိုထလာတာတော့ဟုတ်ပါဘူးသူ့အကြောင်းကိုကြားရင်းနဲ့သူလူဆိုးကြီးကိုကြောင်းလဲပြည့်သူလဲသူတစ်ချိန်ချိန်တက်တဲ့ခိုင်တည်ရမှာပေါ့သူလဲဆိုးပါတယ်ပြားလာလဲဆိုးတဲ့လူတွေကိုချစ်တယ်နော်မဲ sorry sorry အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့လေကျမသူ့ကိုလုံးဝလက်မတွဲတော့ဘူးလို့ဆုံးဖြတ်တဲ့အချိန်မှာသူကကျမရဲ့လက်တွဲ